မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာမောင်မြင်တဲ့68 residents in RC Man Gain ကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်မှာလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့ပယ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကမ္ဘာကြီးပြားလန်းတဲ့ဆရာဆန်လန်းတောင်မှာရှိတဲ့68 residence အိမ်ယာစီမံကိန်းကိုတတ်တက်ခိုင်တဲ့အောင်ချောဝင်းတို့ကကမ္ဘောဇာဘန်ထံကနေပြီးတော့ငွေကျပ်ဘီလီယံတရာကျော်ချိန်ငှားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့68 residence အိမ်ယာစီမံကိန်းဟာအချိန်မီပြီးစီးခြင်းမရှိဘဲနဲ့အခန်းအနိုင်ကျင်းလည်းမရှိခဲ့ဘူးလို့သိရပါတယ်။ဒါအပြင်ကမ္ဘောဇာဘန်စီကနေပြီးတော့ချေယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်ဟာလည်းပြန်လည်ပြီးတော့အကျွေးမဆက်နိုင်ခဲ့ဘူးလို့ပြောပါတယ်။လွတ်တော်ကိုယ်စားလှယ်လောင်းအရေးအချင်းသတ်မှတ်ချက်မှာလူမွေးအဖြစ်နဲ့သက်ဆိုင်ရာတရားရုံးရဲ့ ပြင်ညာခံထားရခြင်းကနေလွတ်မြောက်ခွင့်မရသေးသူဆိုတာပါပါတယ်အဲ့ဒီတော့ဒေါ်တတ်ခိုင်ကိစ္စကဒေဝါလီမခံရသေးပေမဲ့လည်းအကျွေးပြန်မဆက်နိုင်လို့တရားတော်ပောင်ဖြစ်နေတဲ့သဘောမှရှိပါတယ်အဲ့ဒီတော့အရေးချင်းတတ်မှတ်ချက်နဲ့ကညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရပါတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွေးအဖြစ်နဲ့ပြင်ညာခြင်းခံရတာ ဒေဝါလီခန္ဓာမျိုးရှိလာနိုင်ပါတယ်။ဒါကြောင့်မလို့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့ပယ်ဖြတ်ခြင်းမပယ်ဖြတ်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကြီးတုံတရားပေါ်မှာပဲမူတည်ပါတယ်လို့နိုင်ငံရေးအတိုင်းအဝိုင်းကတုံ့တက်ပြောဆိုထားပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆရာဆန်းလမ်းနဲ့ကဘာရေးပြားလမ်းမှာရှိတဲ့ မေတ္တာအေကဘော်မှာဆောက်လုပ်ခဲ့တဲ့28ထပ်အမြင့်ရှိတဲ့68 residents အဆင့်မြင့်ကွန်ဒိုကို United GB Development Company ကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီးတော့တတ်တတ်ခိုင်းတဲ့အောင်ကျော်ဝင်းဟာအဲ့ဒီ company ရဲ့ဥက္ကဋ္ဌနဲ့ director များဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ရှေ့ဆောင်ပါတီ P3 လုံးဥက္ကဋ္ဌတတ်တတ်ခိုင်ဟာလာမယ့်စစ်တပ်ကပြုလုပ်မယ်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်ကနေပြီးတော့ဝင်ရောက်ရှင်းပြရန်ရှောက်လွာတင်သွင်းခဲ့ပြီးတော့၎င်းရဲ့မဲဆန္ဒနယ်မှာ ဗဟန်ကမာရွတ်အလုံးစမ်းချောင်းကျင်းမနိုင်လှိုင်မယန်းကုန်းနဲ့မြောက်လာပါမြို့နယ်တို့ပါဝင်တယ်လို့သိရပါတယ်တသက်ခိုင်ရဲ့ပါတီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်းရောက်ရှင်ပြိုင်ချင်းဖြစ်ပါတယ်တသက်ခိုင်ဟာ2015ခုနှစ်မှာ NLD ပါတီရဲ့ဒဂုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့အနိုင်ရရှိခဲ့ပြီးတော့2019ခုနှစ်မှာ NLD ပါတီကနေပြီးတော့နှုတ်ထွက်ခဲ့တယ်သူဖြစ်တယ်လို့သိရပါတယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပြီးတော့2020ရွေးကောက်ပွဲမှာတသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီဟာ အမတ်နေရတနေရမှအနိုင်မရပဲနဲ့ခွက်ခွက်လန်အောင်ရှုံးနေခဲ့ရတယ်လို့သိရပါတယ်တသက်ခိုင်မှာ2021ခုနှစ်အာနာသိမ့်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးတပ်ထမ်းမှလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝင်ကြီးဖြစ်လာခဲ့ပြီးတော့2023ခုနှစ်ဩဂတ်လ3ရက်နေ့မှာဟိုတယ်နဲ့ခီးသွွာလာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်နဲ့ပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကဝင်ကြီးရာထူးကနေပြီးတော့အနာပေးခြင်းခံလိုက်ရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့် KK ပတ်အတွင်းမှာအဆောင်တချို့မိုင်းဖောက်ခွဲတဲ့အတွက်ပောက်ကွဲမှုဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ24ရက်နေ့ညနေ6:00ခွဲဝန်းကျင်အချိန်မှာမြောက်ရီမြို့နယ် KK ပတ်အတွင်းပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မိခိုးလုံးများနဲ့မိဝါများကိုသာမြင်တွေ့ခဲ့ရပြီး ောက်တိုဘာလ23ရက်နေ့ညနေပိုင်းကလည်းအခုလိုပဲပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ပြောပါရယ် BGF ကကြားဖြတ်အဆောက်အုံတချို့ကိုမိုင်းခွဲလိုက်တာလို့သိရတယ်။နေရာစတိုက်ရှိနေပါပြီ။မနေ့ကအော်တိုဘာလ24ရက်နေ့တနင်္လာရီ23ရက်နေ့ရောနေ့ရက်လုံးမိုင်းခွဲတံကြားလိုက်ရတယ်။မိကိုလုံးနေနဲ့မိတွေလည်းမြင်နေရတယ်လို့နေဆက်ဒေတာသတင်းရင်းမြစ်ကပြောပြထားပါရယ်။ ထိုင်းသတင်းဌာနဖြစ်တဲ့ The Reporters မှာမနေ့ကညပိုင်းက KK ပတ်ပေါ်မှာပြန်တန်းနေတဲ့ drone nesting ကိုတွေ့မြင်ခဲ့ရပြီးတော့ထိုင်းဘက်ခြမ်းကနေမြင်နိုင်တဲ့အဆောက်အုံတစ်ခုရဲ့အပေါ်မှာကျဲလောင်တဲ့ပောက်ကွဲမှုမိခိုးနဲ့မိပွားများထွက်ပေါ်လာခဲ့တယ်လို့သတင်းဖော်ပြထားပါတယ်လက်တလော KK ပတ်ကနေပြီးတော့ထိုင်းနိုင်ငံမဲဆောက်မြို့ရဲကိုထွက်ပြေးလာတဲ့နိုင်ငံသားအရေအတွက်ဟာ1198ဦးအထိရှိနေပြီးတော့ နိုင်ငံပေါင်း29နိုင်ငံကပါဝင်တယ်လို့ထိုင်းသတင်းတွေက ဖော်ပြထားပါတယ် KK ဘက်ကကြားဖြန့်တရုတ်တထင်းများကိုတော့စစ်ခွေးလက်အောက်ခံ BGF တပ်ဖွဲ့ကစောချစ်သူ တင်ဝင်းမုတ်တုံတို့အပြင်မောင်းနိုင်စော်တို့ကလည်းခေလုံွက်ပေးထားကြောင်းကရင်စစ်ရေးသတင်းမြေတချို့ကပြောပါတယ်နိုင်ငံတကာကအလိုရှိနေတဲ့ကြားဖြန့်ခေါင်းဆောင်တရုတ်တထင်းကြီးတွေကို BGF ကနိုင်မောင်စော်တို့ကရှေ့တန်းရုံးဖြစ်တယ် အရင်ချိတ်ပိတ်ခံထားရတဲ့ဟိုတယ်အဟောင်းမှာနေရာချထားပေးတယ်လို့သိရပါတယ်။ဒါကသတင်းတွေထွက်နေတာပေါ့။ဒါပေမဲ့တေချာတာကတော့ BGF ကကားတွေနဲ့ကြားဖြတ်တရုတ်တွေကိုတယ်ပြီးတော့ခေါ်ထုတ်ပေးနေတာရှိတယ်လို့ကရင်စစ်ရေးသတင်းရေးမိကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရဲ့တရားမဝင်ဝင်ကြီးချုပ်အောင်ကြည်သိန်းရဲ့စီးပွားရေးမိဖက်လောင်းကစားတိုင်းတချို့ရဲ့အစီအမံနဲ့မော်လမြိုင်မြို့ပေါ်မှာတရုတ်ကြားဖြတ်များခိုးလုံနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်လမြိုင်မြို့နယ်အတွင်းနာမည်ဆုံးတဲ့ကြော်ကြားနေတဲ့ကြားဖြတ်လို့လူတီများတဲ့ online ငွေလိမ်လုပ်ငန်းများတရှိရာ KK ဘက်ကနေထွက်လာတဲ့ကြားဖြတ်တရုတ်တချို့ဟာ BGF လောင်းကစားတိုင်းချုပ်ရဲ့အခုအညီနဲ့မော်လမြိုင်ကိုရောက်ရှိပြီးတော့ခိုးလုံနေခြင်းဖြစ်ကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့နှိစက်သူတို့ကပြောဆိုထားပါတယ်။ ် KK ဘက်ကနေထွက်ပြေးလာတဲ့ကောင်တွေကတချို့ကရွှေကုတ်ကိုကိုပြေးတယ်တချို့ကတော့ရန်ကုန်ကိုပြေးတယ်အခုမော်လမြိုင်ကိုရောက်နေတဲ့ကောင်တွေကမြောက်ရီအခြေအနေကိုတခေါက်လောက်ဝေးတဲ့မော်လမြိုင်ကနေပြီးတော့စောင့်ကြည့်ခြင်းနဲ့သဘောလို့ထင်ရပါတယ်အကြီးစားကြားဖြတ်နေတော့မဟုတ်ဘူးသူတို့လောင်းကစားတိုင်းအတိုင်းဝိုင်းကနေပြီးတော့ကြားရတဲ့လောက်ကတော့အလက်စားအဆင့်ရှိတယ်လို့ပြောပြထားပါတယ်လောင်းကစားတိုင်းချုပ်များဟာတရားမဝင်ဝင်ကြီးချုပ်အောင်ချီသိန်းနဲ့အချိန်မရွေးတိုက်ရိုက်ဆက်ဆံနိုင်တဲ့စီးပွားရေးမိဖတ်များဖြစ်ပြီးတော့အောင်ချီသိန်းရဲ့တပည့်ရင်းများနဲ့လဲတွာလာလှုပ်ရှားနေသူများဖြစ်တဲ့အတွက်အောင်ချီသိ င်းရဲ့ခွင့်ပြုချက်နဲ့လက်ခံထားတယ်ဆိုတာတေချာပေါက်ပြောနိုင်တယ်လို့၎င်းကကောက်ချက်ချထားပါတယ်လက်ခံထားတော့ပတ်စံလဲမျိုးမျိုးမြတ်မြတ်ရမယ်ကြားပြန်တယ်လဲအဆက်အသွယ်ရမယ် ရွေးကောက်ပွဲပြီးသွားရင်အခုလိုမျိုးမြို့ပေါ်မှာလောင်းကစားဝိုင်းတွေပေါ်တင်လောက်ရတာမျိုးရရင်ရတော့မှာပေါ့အဲ့ဒီခါကျရင်လဲလောင်းကစားကနေရတဲ့ line ကြီးဆိုတာမရှိတော့ဘူးအဲ့ဒီတော့လောင်းကစားနေရာမှာအတန်တိတ်လေးနဲ့အခုလိုမျိုးလောင်းကစားဝိုင်းတွေ line ကြီးကောက်တာထက်အများကြီးပိုရမယ်ကြားဖြန့်ကိုဝင်းကြီးချုပ်တို့ကလှမ်းကျင်တဲ့သဘောလို့ထင်တယ်လို့၎င်းကရှင်းပြထားပါတယ်မော်လမြိုင်မှာလာရောက်ခုလုံနဲ့တရုတ်ကြားဖြန့်အရေးအတွက်ကိုတေချာမသိရသေးတော့လဲ အလုံးရင်းနဲ့ရောက်လာခြင်းမဟုတ်ပဲဆယ်ကနန်းလောက်သာရှိမယ်လို့၎င်းကခန့်မှန်းထားပါတယ်ကျွန်တော်တို့မွန်ဒီတာမှာလှုပ်ရှားနေတဲ့လောင်းကစားဒိုင်ချုပ်တို့ဘာလို့ဆိုတာ BGF မဟုတ်ရင်တော့ BGF နဲ့ကောင်းကောင်းပတ်သက်နေတဲ့ကောင်းတွေများတယ်အောင်ကြည်သိန်းဆိုတာကကိုယ့်ကိုမွေးထုတ်ပေးခဲ့ပြီးတော့ကို့အပေါ်ကျေးဇူးရှိတဲ့ကိုဒေတာကိုတော့ကိုယ့်ရဲ့ကိုဂျိုးအတွက်လောင်းကစားဇက်သွင်းခဲ့တဲ့ဘာနဖူးတိုက်တူးရဲ့အောက်တန်းစားဆိုတော့သူ့ကိုမထိခိုက်နိုင်ဘူးငွေကိုမျိုးမျိုးမြတ်မြတ်ရမယ် အတန်လဲတိတ်မထွက်ဘူးဆိုရင်ကြားဖြတ်မကလို့ဘာပဲဖြစ်ဖြစ်လောက်ခွင့်ပေးဖို့လဲဝင်လေးမှာမဟုတ်ဘူးဒါပေမဲ့အခုကြားဖြတ်နေပါတယ်လာပြီးခိုးလောင်တာတို့ဘာလို့ကြတော့ကျွန်တော်တို့လည်းမသိတော့ဘူး အဲ့ဒီလောက်လက်လန်းမမီဘူးကျွန်တော်အမြင်ရတော့လာခိုးနေတာတော့တေချာတယ်လို့မော်လမြိုင်မြို့ကန်လူမှုကွန်ကြီးသမားတို့ကပြောပြထားပါဗျ။ကြားဖြတ်တို့ကြက်စားရမြောက်ရီနဲ့မော်လမြိုင်ဟာလန်ခရီးအခြေအနေကောင်းပါကနိုင်ယူပိုင်းအတွင်းကိုရောက်နိုင်တဲ့အနည်းဆုံးမှာတရှိတယ်လို့ပြောပါဗျ။ဒါအပြင် မော်လမြိုင်မြို့ဟာမြို့ကြီးဖြစ်ပြီးတော့စစ်ခွေးတပ်ရဲ့အာဏာအလုံးစုံတက်ရောက်နေတဲ့အတွားကြားဖြတ်သမားများဟာဘေးမတိရမခါမဲနဲ့ဇိမ်ခံပြီးတော့ခိုးလုံနိုင်တဲ့မြို့ဖြစ်တယ်လို့၎င်းကမှတ်ချက်ပြုထားပါဗျ။ KK ပကိုစစ်တပ်ကထမှန်စီးနင်းမယ်ဆိုတဲ့သတင်းတွေကြောင့်တရုတ် ့မြန်မာနဲ့နိုင်ငံသားထောင်ထဲချီပြီးတော့အော်တိုဘားလ22ရက်နေ့ကနေစတင်ကအဲ့ဒီနေရာကနေအလုံးရင်းနဲ့ထွက်ပြေးလာကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြည်သတင်းကတော့ရန်ကုန်မြို့တာမွေမြို့နယ်မှာ slot game ဆော့ရာကနေပြီးတော့အကျွေးတင်သွားတဲ့လူငယ်တအုပ်ဟာ အော်တိုဘားလ23ရက်နေ့မှာကျိုးဆွဲချပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလူငယ်ဟာအသက်22နှစ်အရွယ်ရှိပြီးတော့မြစ်တာညွန့်ရက်ကွက်ကအဆောက်တစ်ခုမှာနေထိုင်သူဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလူငယ်ဟာ slot game ဆော့ပြီးတော့ရှုံးရွာကနေပြီးတော့အကျွေးတွေတိမ်းရာနဲ့အချီရှိလာပြီးတဲ့နောက်သူနေထိုင်ရာအဆောက်မှာပဲကြားသာပတင်းနေမနဲ့မှာကျိုးဆွဲချပြီးအဆုံးစီရင်သွားတာလို့ဒေသခံတချို့ကအတည်ပြုပြောကြားထားပါဗျ။ အဆောင်မှနေတဲ့သူတအူးကအိမ်သာသွားဖို့ထွက်လာရင်းနဲ့အခန်းအပြင်ရှောက်လန်းမှာသူ့ရဲ့ရုပ်အလောင်းကိုစပြီးတော့မြင်တွေ့ခဲ့ရတယ်လို့ပြောပါတယ်။ သူ့အခန်းပေါ်တွေပြောတာကတော့အဲ့ဒီကောင်လေးကဆလော့ဂိန်းတွေအရန်ဆော့တယ်လို့ပြောတယ်။ရှုံးတော့ဟိုလူစီကချီးလိုက်ဒီလူစီကချီးလိုက်နဲ့အကျွေးတွေကများသွားတယ်။ပြီးတော့လည်းအတိုးတွေနဲ့ချီးထားတာအကျွေးတွေကတိန်းကိုယာကျော်နေတယ်လို့ပြောတယ်။ဂိန်းကိုပဲအာယုံရောက်နေတော့ဘလုံးမှလည်းအဆင်မပြေဘူးလို့ကြားတယ်။အဲ့ဒီဂိန်းဆော့လို့ချမ်းသာသွားတဲ့လူဆိုတာမရှိပါဘူး။အကုန်လုံးဘဝပြတ်သွားတဲ့သူတွေကြီးပဲ။ဘဝပြတ်တာမှတော်တော်လေးကိုဘဝပြတ်ကြတာ။အခုဆိုအသက်ပါဆုံးရှုံးသွားရတယ်လို့တာဝန်ရုံးနယ်မှာနေထိုင်သူတူကရှင်းပြထားပါဗျ။အာနာသိန်းစစ်ခွေးတက်ကလက်တလုံးမှာ ဒေတာတွင်းမှာရှိတဲ့အကြဖြတ်နေတဲ့ပတ်သက်တဲ့သတင်းတွေအပေါ်ပို့ပြီးတော့အာယုံဆိုင်လာတဲ့အချိန်မှာအွန်လိုင်းဂိမ်းဆော့တဲ့သူတွေကိုထိရောက်စွာအရေးယူမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတော့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာအွန်လိုင်းဘောလုံးလောင်းကစားလုပ်ကိုင်နေသူ28ဦးကိုဖမ်းဆီးအရေးယူတယ်ဆိုပြီးတော့အော်တိုဘားလ23ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ဆလော့ဂိမ်းဟာအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တွေကလုပ်ကိုင်နေတာဖြစ်ပြီးတော့ပြည်တွင်းမှာကစားနေတဲ့သူတွေများပါတယ်စစ်တပ်က KK ပတ်ကကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြနှိမ်နှင်းမှုတွေလုပ်နေပေမဲ့ Starlink Internet မရတော့တဲ့ကြားဖြတ်လုပ်ငန်းတွေက Minder Internet ကိုသုံးပြီးတော့လိမ်နေကြပြီလို့စုံစမ်းသိရှိရပါတယ်။ကြားဖြတ်တွေက Viber ကနေပြီးတော့ Game Link တွေပို့ပြီးတော့ပြန်လိမ်နေပြန်ပြီ။ကျွန်တော်ကိုဒီနေ့ဆိုရင် Game SMS Viber ကနေတဏီတဲကို၃ရောက်လောက်ရှိနေပြီပို့နေတာလို့ Slot Game အပါအဝင် Online Game တွေကိုကစားရင်းနဲ့ SMS လက်ခံရရှိသူတို့ကသတင်းပေးဖို့ပြောကြတာပါတယ်။ Viber ကနေ game link ပို့တာမှာတချို့ဖုန်းတွေက Philippines ဖုန်းနဲ့ဘက်တွေကိုအသုံးပြုနေတာတွေ့ရတယ်လို့သူကဆက်ပြောပါတယ်။စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်ပိုင်းစီးပွားရေးကြက်တဲမှုတွေကြောင့်ဂုံစည်းနှုံကြီးတာအလောက်ကန်ရှားပါတာအကြောင်းပြချက်မရှိဘဲနဲ့စစ်ကောင်စီကဖမ်းဆီးနှိပ်စက်တာစစ်သားတဲ့အဖြစ်နဲ့အထမစုဆောင်းတာစတဲ့ပြည်ထနာတွေပုံမှုကြီးမားလာပြီးတော့ပတ်စံကိုအလွယ်နီးနဲ့ရှာဖွေရာကနေအလိန်ခံရတာအကျွေးတင်တာတွေကြောင့်ဘဝပြတ်သူတွေပုံမှုများပြားလာတယ်လို့ပြည်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လဆန်းကထုတ်ပြန်ခဲ့တဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစ လဲ UNDP စစ်တမ်းအရာရန်ကုန်မြို့ရဲ့လူဦးရေ၁၀ဦးမှာ၄ဦးကျော်ကဆင်းရဲနွမ်းမနေတယ်လို့ဖော်ပြထားပါဗျ UNDP ကထုတ်ပြန်ခဲ့တဲ့ရန်ကုန်မြို့ပြဆင်းရဲမှုစစ်တမ်းတွေအရလွန်ခဲ့တဲ့၈နှစ်2018ကရန်ကုန်မြို့ရဲ့လူဦးရေ10ရာခိုင်နှုန်းကဆင်းရဲနေတဲ့သူတွေဖြစ်ပြီးတော့စစ်အာဏာသိမ်းပြီးသုံးတဲ့အကြာ2023ခုနှစ်အရောက်မှာတော့ဆင်းရဲနွမ်းမမှုဟာ43ရာခိုင်နှုန်းအထိတိုးတက်လာတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ဆင်းရဲနွမ်းမမှုနှုန်းဟာ၈နှစ်အတွင်းမှာ3ဆကျော်တောင်တိုးလာတာပဲဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့စုစုပေါင်းမြို့ပြလူဦးရေခန့်မှန်းခြေ6.2တန်းရှိတာမှာ နှစ်တက်သမခုနှစ်တန်းလောက်ကဆင်းရဲတွင်နဲ့နေရပြီးတော့အရင်ကတည်းကဆင်းရဲတဲ့သူတွေကလည်းပုံမဆိုးရတဲ့အစမပြေမှုတွေရှိလာတယ်လို့ UNDP ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလောက်ဝကကနိုင်ငံသားစီစဉ်ကပ်ပြားပြုလုပ်ရမှာငွေကြေးတစုံတရာပေးရပါကတိုင်ကြားနိုင်တယ်လို့ပြောဆိုပြီးတော့အရေးယူမှုတွေလည်းလုပ်နေတယ်ဆိုပေမဲ့လောက်ဝကယုံနေမှာမှတ်ပုံတင်လဲတာကိုတောင်မှငွေချက်တသိန်းကျော်ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလပထမဘက်ကလေးကမကွေးတိုင်းအောင်လံမျိုးလောက်ဝကရုံးမှာမှတ်ပုံတင်လောက်ရာကနေလူကြီးကြီးဆိုပြီးတော့ငွေကျပ်9000ကိုနှစ်ကြိမ်ခွဲပေးခဲ့ရတယ်လို့သိရပြီးတရမျိုးလောက်ဝကရုံးမှာမှတ်ပုံတင်ကက်အကြီးကနေကက်အသေးကိုပြန်လဲတဲ့သူတွေကိုလည်းငွေကျပ်တသိန်းကျော်ကုန်ကြခဲ့တယ်လို့သိရပါတယ်မှတ်ပုံတင်ကက်အကြီးကနေပြီးတော့ကက်အသေးကိုပြောင်းတာ မပုံတင်ကက်အကြီးအရင်အဟောင်းတွေကရွေးကောက်ပွဲကြရင်မဲထဲလို့မရဘူးဆိုလို့ပြန်လဲတာအဲ့ဒါကိုနိုင်နှစ်နိုင်လေးတို့မှာရှာရမှာဆိုပြီးတော့ငါးတောင်းရယ်အဲ့ဒီဟာဒီမှာဆွေမျိုးစိရင်ပြောင်းနေလို့ဖြစ်ရမယ်ဆိုပြီးတော့ငါးတောင်းထပ်တောင်းပါတယ်ညနေတန်းရအောင်လုပ်ပေးမယ်ဆိုပြီးတော့လူကြီးချင်းငါးတောင်းရယ်အားလုံးပေါင်းရင်တသိန်းခွဲပေးခဲ့ရပါတယ်ညနေ3နာရီလောက်မှရမယ်မနက်10နာရီကျော်လောက်ကစောင့်ရတာတကယ်ပြောတာပါလို့တည့်ရမျိုးကဒေသခံတအူးကသတင်းပေးဖို့ပြောကြလာပါတယ်စစ်ကောင်မရှင်လောက်ဝကကက ပန်းခင်းလန်းစီမံချက်ဆိုပြီးတော့ခြေရွာတွေမှာမှတ်ပုံတင်နေအခမဲ့လုပ်ပေးနေတယ်ဆိုပေမဲ့မြေပြင်ရုံးတွေမှာတော့မှတ်ပုံတင်တစ်ခါလုပ်ရင်ငွေချက်သိမ်းချီပေးနေရတဲ့အပြင်မှတ်ပုံတင်ကပ်ပြောက်သွားပါကလည်းရဲစခန်းထောက်ခံစာအုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့လဘကရုံးမှာပါငွေချေးပေးနေရတာကြောင့်မှတ်ပုံတင်တစ်ခုကို3သိန်းကျော်ကနေ5သိန်းအတွင်းရှိနေပြီးတော့မှတ်ပုံတင်အတုပြုတ်လောက်ပါက9000သာကုန်ကြတာကြောင့်လူတိုင်းကမှတ်ပုံတင်အတုကိုင်းဆောင်တာများလာတယ်လို့သိရပါဗျ။ အရင်ကမှတ်ပုံတင်ပြောက်တာရဲစခန်းထောက်ခံစားရေးက3000ပေးရတယ်အုတ်ကြီးထောက်ခံစားက1000လောက်ဝကမှာ3000ပေးခဲ့ရဘူးတဲ့စုစုပေါင်း3000ခွဲလောက်ကုန်တော့ကျွန်မလည်းအတုပဲလိုင်းပေါ်ကနေဝယ်လိုက်တော့တာပေါ့မှတ်ပုံတင်အတုကအစစ်အတိုင်းပဲ9000ပဲကုန်တယ် အထက်ကဘလောက်ပဲပြောပြောအောက်မှာကမှတ်ပုံတွေတစ်ခါလုံးပြီးတိမ့်ချီပြီးတော့ပြီးနေရတာကိုစောက်ကြီးစောက်ကြဲအခမဲ့ဆိုပြီးရှောက်ပြောနေတာလို့ရန်ကုန်မြို့ကဒေသခံတို့ကပြောပြထားပါတယ်စစ်ခွေးလက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝင်ကြီးဌာနလဝကကတော့နိုင်ငံသားဆိုင်ရာလုပ်ငန်းတွေစောင့်ရွက်ပေးတဲ့နေရာမှာငွေချေးတစုံတရာပေးအပ်ဖို့မလိုပဲအခကြေးငွေတောင်းခံတဲ့အချင်းပြတ်တဲ့ဝန်ထမ်းတွေကိုနိုင်ငံဝန်ထမ်းဥတွေနဲ့အညီထိရောက်စွာအေးအေးယူဆောင်ရွက်နေတယ်လို့ပြောဆိုထားပြီးတော့မှတ်ပုံတင်လျှောက်ထားရမှာ ပတ်စံတောင်းခံမှုနဲ့ပတ်သက်လို့ဘယ်အချိန်ဘယ်နေရာမှာဘယ်ဝန်ထမ်းကိုဘလောက်ပေးခဲ့ရတယ်လို့နေနာသူကိုယ်တိုင်ကလက်မှတ်ရေးထိုးတင်ပြမယ်ဆိုရင်ဖြစ်စဉ်မှန်ကန်မှုရှိမရှိစစ်ဆေးပြီးတော့မှန်ကန်မှုရှိရင်တာဝန်ရှိတဲ့ဝန်ထမ်းတွေကိုနိုင်ငံဝန်ထမ်းဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့စောက်ကြီးစောက်ကြဲတွေပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ